မင်္ဂလာပါခင်ဗျာကျွန်တော်နိုင်ငံဟာငါနဲ့မတူငါရံသူဆိုတော့အတ္တနိုင်ငံသမားတွေရဲ့တွေးခေါ်ကြတော့အကျံဖက်မှုပြိပက္ခတွေရှားမှာလူသားအလုံးရဲ့အနာဂတ်တွေမြုံမှန်းချက်တွေတောက်လန့်တုံ့လုံမှုစတာတွေဟာအချိန်ကာလတစ်ခုကြာမြင့်ခဲ့ပြီဖြစ်ပါတယ်လာမယ့်2025ခုနှစ်ဒီဇင်ဘာ28ရက်နေ့မှာကျင်းပမယ့်ရွေးကောက်ပွဲကြီးဟာအဲ့ဒီအခြေအနေတွေအားလုံးကိုအဆုံးသတ်ပေးနိုင်တဲ့လိုရည်လို့ကျွန်တော်အခိုင်အမာယူဆပါတယ် ိုင်းပြည်တည်ငြိမ်ဖို့တာယာဝါပြောဖို့လူသားအလုံးနဲ့လူငယ်လူငယ်တွေရဲ့အနာဂတ်တွေလှပစေဖို့ပြန်လည်တိဆောက်ပေးဖို့ဒါတွေပဲဖြစ်ပါတယ်အရှုပ်ထွေးတွေအချိုးကွေတွေနေရာမှာကျွန်တော်တို့ဖြတ်သန်းခဲ့ရတဲ့ဘဝအတွေ့အကြုံထမ်းဆောင်ခဲ့တဲ့တောင်ဝတရားတွေရဲ့အတွေ့အကြုံစစ်စစ်မပြတ်လည်လာနေတဲ့ပညာရှင်တွေနဲ့တွေ့ဆုံဆွေးနွေးချက်တွေအရာဒီပြဿနာတွေကိုကျွန်တော်တို့ကောင်းစွာကင်တွယ်ဖြေရှင်းပြနိုင်တဲ့ခိုင်မာတဲ့စီမံချက်တွေကျွန်တော်တို့မှာရှိပါတယ်နောက်တော့ကောင်းအောင်တက်တဲ့ ဆောင်မှုတွေလိုအလွတ်ရွပြနေရမယ်အစားတကယ်ကိုအရွေးရှိတဲ့ဇလတ်ကောင်းတွေပေါ်ထွက်လာတဲ့နဲ့အတူဒီဇလတ်တွေကိုအချိန်ကန့်သတ်ချက် time frame တတ်မှတ်ချက်တွေနဲ့တတ်မှတ်ပြီးတက်တည်ပြနိုင်မှုကျွန်တော်တို့အစင်းသိရှိပါတယ်ကျွန်တော်မှာဒီလမ်းစဉ်တွေကိုအကောင့်တွေဖွင့်နိုင်မှုရည်ချင်းရှိတဲ့လူပုဂ္ဂိုလ်တွေအပြည့်ဝရှိပါအဲ့ဒီလူပုဂ္ဂိုလ်တွေကိုကျွန်တော်တို့အကူအညီပေးနိုင်တဲ့အဖွဲ့အစည်းတွေအထောက်အပံ့ပြုဖွဲ့တွေရတယ်အခိုင်အမာရှိနေပါတယ် အသင်နဲ့ရှိကြပါတယ်ကျွန်တော်တို့ဓာရီအလုံးတွေကျွန်တော်တို့ပါတီကပြင်ဆင်ဆောင်ရွက်မှုတွေဆောင်ရွက်ထားရှိပြီးဖြစ်တယ်လို့ပဲပြောပြစီခင်ဗျာအလုံးကို နိုင်ငံတကာအနေဖြင့်အတုအယောင်ရွေးကောက်ပွဲကိုပံ့ပိုးကူညီခြင်းသည်အကြမ်းဖက်စစ်အုပ်စု၏နျူကလ িয়ার ရည်မှန်းချက်ကိုအပိတ်ကူညီရရောက်ကြောင်းတမ်မတ်ကြီးဦးကျော်မိုးထွန်းပြောဆိုနိုင်ငံတကာအနေနဲ့အတုအယောင်ရွေးကောက်ပွဲလုပ်ငန်းတွေကိုပံ့ပိုးကူညီမယ်ဆိုရင်ဒါဟာအကြမ်းဖက်စစ်အုပ်စုရဲ့နျူကလ িয়ার ရည်မှန်းချက်ကိုအပိတ်ကူညီရရောက်မှာဖြစ်တယ်လို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်မတ်ကြီးဦးကျော်မိုးထွန်းကပြောကြားလိုက်ပါတယ်စက်တင်ဘာ26ရက်ကနယူးယောက်မြို့ရှိကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ကုလသမဂ္ဂအထွေထွေညီလာခံရဲ့အပြည်ပြည်ဆိုင်ရာနျူကလ িয়ার လက်နက်အလုံးစုံဖြတ်သိမ်းရေးနှင့်အထိမ်းအမှတ် high level မျက်နှာစုံကြီးအစည်းအဝေးမှာတာမတ်ကြီးကအခုလိုထည့်သွင်းဆွေးနွေးခဲ့တာပါစစ်အုပ်စုရဲ့အတူအယောင်ရွေးကောက်ပွဲလုပ်ငန်းအတွက်နိုင်ငံတကာမှပံ့ပိုးကူညီမှုတစုံတရာပေးရခြင်းကစစ်အုပ်စုရဲ့အနေအကျင်းမှသောနျူကလ িয়ার ရည်မှန်းချက်ကိုကြီးမီစေရေးအတွက်အဆင့်တစ်ဆင့်နှိကက်သွားစေမှာဖြစ်တယ်လို့တာမတ်ကြီးဦးကျော်မိုးထွန်းကပြောကြားထားပါတယ် အကျန်းဖက်စစ်အုပ်စုကငင်းကျန်းစွာအရက်ဖက်အုံပြုဖို့လို့အမိတက်ထားပေမဲ့အနေရဖြစ်စေနိုင်တဲ့နျူကလ িয়ার လက်နက်ပိုင်ဆိုင်မှုယူမန်းချက်ကိုဆက်လက်လှုပ်ဆောင်နေပြီးနျူကလ িয়ার လက်နက်ပိုင်နိုင်ငံကြီးတနိုင်ငံနဲ့ပူးပေါင်းလှုပ်ဆောင်မှုတွေတိုးမြင့်လာတယ်လို့လည်းပြောကြားထားပါတယ်။ မြန်မာနိုင်ငံကိုယခုကဲ့သို့အလုံးစုံပျက်စီးဆုံးရှုံးရိုးရိုးမှုတဲသို့တွန်းချခဲ့သောစစ်အုပ်စုကငြင်းကြမ်းသောအရက်ဖက်အုံပြုမှုအတွက်နျူကလ িয়ার နည်းပညာကိုအသုံးပြုလိမ့်မည်မဟုတ်ကြောင်းပြည်သူပြည်သားတွေအပေါ်လွန်စွာဆိုးရွားသောစစ်ရာဇဝတ်မှုများကျူးလွန်နေသောစစ်အုပ်စုကအရက်ဖက်စစ်ဖက်နှမျိုးအသုံးပြုနိုင်တဲ့နျူကလ িয়ার နည်းပညာကိုအရက်ဖက်အုံပြုမှုအတွက်သာဆောင်ရွက်လိမ့်မည်မဟုတ်ပါကြောင်းလို့ဦးကျော်မိုးထွန်းကတင်ပြခဲ့ကြောင်းသိရပါတယ်။ 2020ခုနှစ်မှာကျင်းပခဲ့တဲ့လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲရလဒ်ကိုအလေးမထားပဲဒီမိုကရေစီကြကြပြည်သူတွေရွေးချယ်ခဲ့တဲ့အစိုးရကိုတရားမဝင်အာဏာသိမ်းဖယ်ရှားခဲ့တဲ့အကြမ်းဖက်စစ်အုပ်စုကလွတ်လပ်တရားမျှတပြီးအလုံးပါဝင်တဲ့ရွေးကောက်ပွဲကိုကျင်းပလိမ့်မှာမဟုတ်ဘူးလို့လည်းတန်မတ်ကြီးကပြောဆိုခဲ့ပါတယ်။